ီနေ့ခံယူမယ့်နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့ in Christ သခင်ဖရား၌ကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး9ငယ်7ခွန်မှာလူမည်တကခရစ်တော်၌ရှိလျင်အသစ်ပြုတ်ပြင်သောတရားဖြစ်၏။ဟောင်းတော်ယာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြ၏။ဘေးမှာရှိပြောင်း the new is here နော်ကျွန်တော်တို့ကအသစ်တော်သူဖြစ်တယ် hallelujah amen ကောနောတဲ့ခန်းကြီး9ငယ်23မှာလူဤအမှုကိုသာဆောင်ရွက်တကယ်သို့မဟုတ်သခင်ဖရား၏အမှုတော်ကိုဆောင်ရွက်တကယ်သို့ပြုလေသမျှတို့၌စေတနာစိတ်နှင့်ပြုကြလော့ ပြောကြည့်အောင်စေတနာစိတ်အစားတောက်သွားစားရင်တောင်မှစေတနာပါလားမပါလားသိတယ်ဆိုင်ကျူရီကထဲ့ပေးပြီးပြန်နှုတ်လိုက်တဲ့ခါမှာဘာလို့မို့တော်တော်ခံစားထဲ့လိုက်ရင်ပြီးအဲ့ငဖေစဖက်လေးသုံးဖက်ကိုတစ်ဖက်ပြန်နှုတ်လိုက်တော့တော်တော်လေးကိုဟတ်တီသွားတယ်လက်လွန်ပြီးပြန်နှုတ်လွန်အစကလည်းမထည့်ပြီးရောကွာပြန်နှုတ်တာနော်တချို့ဆိုင်ရှင်နေစေတနာပါလားမပါလားဆိုတော့ကျွန်တော်တို့ဈေးတယ်ဈေးဝယ်မှာတော့မြင်ရတယ်အချင်းချင်းမှလည်းမြင်ရတယ်ဒီတော့လူအမှုကိုဆောင်ရဲတယ်လို့မလုပ်ပဲဖရာရဲ့မှုကိုဆောင်တဲ့ကဲ့သို့ပြုလေသည်များ၌ပြောကြည့်အောင်ပြုလေသည်များ၌ ်အာမင်လို့တမယအားလုံးဟာကျွန်တော်တို့စေတနာစိတ်နဲ့ပြုဖို့ရန်အတွက်ဖြစ်ပါတယ်မဿဲခန်းကြီး19ငယ်29မှာ28 29 29ပဲကြည့်မယ်ဆိုရင်နော် ပေတုကိုယေရှုကဒီလိုပြောပါတယ်အချင်းသူသည်ငါ့ဤနာမကြောင့်အိမ်လေညီကိုနမမိဘတာမယာတိဟုသောတဘာဘာကိုစွန့်ဤထိုသူသည်အစတရာသောကျိုးကိုရ၍သာရတ်သက်ကိုအမွေခံရလက်ကျွန်တော်မြန်မြန်ပြောလို့ရှိသလိုလူတယောက်ရဲ့ရိတ်သိမ်းခြင်းကိုအားကြတယ် သူ့အယမ်းကို admire ဖြစ်တယ်ဆိုရင်သူဘလို့စိုက်ပြိုးခဲ့လဲဆိုတော့လေ့လာလိုက်မှန်ပါတယ်အဲ့မှာချွင်းချက်တော့ရှိတယ်ကောင်းသောမြေမှာစိုက်မှအစတရာရတာ哦ကောင်းသောမြေမှာကောင်းသောနှလုံးသားနဲ့ကောင်းသောကျွန်တော်အားထုတ်မှုတွေနဲ့စိုက်ရတာရှိတယ်ဒါပေမဲ့ပြေပူရချာချာပြောရရင်လူတယောက်ရဲ့ရိတ်သိမ်းခြင်းကိုအားကြရင်သူ့ရဲ့စိုက်ပြိုးခြင်းကိုကျွန်တော်တို့ကလေ့လာဖို့ရည်ကြီးတယ်အဲ့ဒါကြောင့် Israel နိုင်ငံမှာစိုက်ပြိုးရေးပညာတွေသင်ဖို့အတွက်မြန်မာပြည်ကနေလူတွေလွတ်ပြီးတော့မှသွားသင်ကြတယ်ဘာလို့လဲဂါနာရဆန်သောမြေမှာသူတို့ဘလို့အောင်မြင်အောင်စိုက်တယ်လဲဆိုတာကိုသင်ယူကြတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့လူတယောက်ကို နော်အားကြတယ်ပြီးတော့ဖြည်းဖြည်းချင်းမနာလိုလာတယ်ပြီးတော့မကြေမနက်ဖြစ်တာဘသူ့ကိုဒေါသထွက်မှမသိဘူးသူပြကောင်းကြီးရတဲ့ခါမှာဟိုတယောက်ကောင်းကြီးကကိုယ်အနေထိုင်ဒီမှာကြိတ်မနက်ခဲမြဖြစ်နေတာဝမ်းဝမ်းနေတဲ့သူနဲ့အတူဝမ်းနေတာလွဲတယ်ဝမ်းနေတဲ့သူကကြောတက်ပြီးဝမ်းနေတာโอเคတယ်ငိုချင်းချပေးတယ်သူတနာပေးတယ်ဒါပေမဲ့ဝမ်းမြောက်တဲ့သူနဲ့အတူဝမ်းမြောက်ကနည်းနည်းခက်တတ်တယ်တခါလေးမှာကိုယ်ကအနေနဲ့လာလာစူးစမ်းလာသူကတခါနဲ့တမနဲ့ထဲနဲ့ရသွားတယ်နော်အဲ့တူကအနေနဲ့လာလာဆူတောင်းထားတယ်ဒါပေမဲ့ကိုကမရသေးဘူးသူကရသွားတယ်ဒီခါလေးမှာသူများဝမ်းမြောက်တဲ့ခါမှာမဝမ်းမြောက်နိုင်တဲ့ချင်းရှိတယ် ဲ့ကြောင့်အားလုံးတွက်တော့မဆိုလိုပေမဲ့ရေဘူးရကြကြပြောမယ်ဆိုရင်လူတစ်ယောက်ရဲ့ရေတင်းခြင်းကိုသင်ခွန်အားရတယ်ဆိုရင်သူ့ရဲ့စိုက်ပျိုးခြင်းကိုသင်ယူပါဟာလေလုယာအာမင်စိုက်ပျိုးခြင်းနဲ့ရည်သိမ်းခြင်းအပြင်ဇာတို့တိုးပွားသောနှစ်ပြောင်ယေရှုနာမ၌ဝန်ခံပါရယ်အာမင်။ရှင်ပေတုကပြောတယ်ကိုရောနောက်ကိုကျွန်တော်လိုက်တဲ့အကုန်စွန့်လွတ်ခဲ့ပြီ။တခုတည်းမဟုတ်ကျွန်တော်တို့ကျွန်တော်ကအများကြီးရှိတဲ့တခုလောက်ကိုပေးတာတော့မှပေးလာပြီထင်နေတာ။ဒါပေမဲ့ပေတုကအကုန်ပေးခဲ့ပြီးသွားပြီ။ အဲ့ချိန်မှာ तू မေးတယ်ကိုတော့ကျွန်တော်ဘာရမှာလဲလို့မေးတဲ့အခါမှာယေရှုကဖြေပါတယ်နိုင်ငံတော်တည်ထောင်တဲ့အခါမှာမင်းတို့အုပ်ချုပ်မှုရန်တရားတွေမှာပါရမယ်ပြီးတော့အကျင့်သူကငါရဲ့နာမကြောင့်ဒိုင်ဒိုင်ဒိုင်ဆွတ်လွတ်တယ်ဆိုရင်တော့ဒီလောကမှာအစတရားရမယ်သာဝရတဲ့ကိုလည်းအမွေရမယ်လို့ तू ပြောပါတယ်ဆိုတော့တင်ကတော့များများ စိုက်ပြိုးပဲနဲ့များများရိတ်ချင်လို့တော့မရဘူးကျွန်တော်ရဲ့စိုက်ပြိုးတဲ့ level ပေါ်မှာမူတည်ပြီးကျွန်တော်ရဲ့ရိတ်သိမ်းခြင်းကပြောင်းလဲသွားမှာဖြစ်ပါတယ်ကျွန်တော်ခရစ်ခန်ကြီးစနစ်အငယ်26မှာယေရှုရဲ့ဆူတောင်းလေးကိုလေ့လာကြည့်အောင်ငါကြီးမှုကိုဆောင်ရတော့သူဖြစ်လေငါနောက်တော့လဲရမြည်ကျွန်တော်တို့ကယေရှုရဲ့မှုတော်ဆောင်တယ်ဆိုတာဆောင်းပေါက်ထမ်းတာနော်အာရှလုတ်တာတီးတာဆိုတာနော်ဒါမှမဟုတ်ရှင်ကျွန်တော်တို့အင်္ဂလိပ်ဟောတာလှုပ်ဆောင်မှုတွေကိုပဲကျွန်တော်မြင်တယ်အဲ့ဒါလည်းရေးကြည့်တယ်ဒါကလှုပ်ဆောင်မှုအဖြစ်ကျွန်တော်ပြသနေတာဖြစ်တယ်တိတ်ရေးကြည့်တဲ့လောက်ရက်တွေပါဒါပေမဲ့ အမှုဆောင်ခြင်းစစ်မှန်ဆိုတာကသူ့နောက်ကိုထက်ချက်မကွာလိုက်ခြင်းဖြစ်တယ်အာမင်အမှုဆောင်ခြင်းဆိုတာသူ့နောက်ကိုလိုက်ခြင်းဖြစ်တယ်ပြောကြည့်အောင်အမှုတော်ဆောင်ခြင်းဆိုတာကိုရောနောက်ကိုလိုက်ခြင်းဖြစ်တယ်တင်းနဲ့သုံးအမှုဆောင်ခြင်းဆိုတာကိုရောနောက်ကိုလိုက်ခြင်းဖြစ်တယ်အာမင်ထက်ချက်မကွာလိုက်တာဟာလေလုယာအေလိရှဲကအေလိယားကို serve တယ်ဆိုတဲ့အခါမှာယေဘူးယေအေးရေချမ်းကန်းလာတော့မဟုတ်ဘူးနော်တကောက်ကောက်လိုက်တာ နေခဲ့ဆိုတဲ့အချိန်မှာမနေခဲ့ဘူးအေလိရှာအေလိရှာပြောတယ်နေခဲ့ဂျေရီခေါဂေလိကနော်ပြီးတော့ဂျော်ဒန်နော်နေခဲ့နေခဲ့ဆိုတော့တူအောင်မနေခဲ့ဘူးဘေတလပြီးတော့ဂျော်ဒန်နေခဲ့ဘူးအဲ့ဒါသူကတောက်လျှောက်ထက်ချက်မကွာအရေးလိုပဲနော်ဘယ်သွားသွားလိုက်တယ်အကျွန်တော်ဒီအော်စတြေးလျမှာကျွန်တော်တို့ခဏသွားနေတဲ့အချိန်မှာမိသားစုပဲဆိုတော့အင်းကတိန်လုံးမှာကျွန်တော်တို့ပဲဆိုတော့ ဒီလူတွေပဲတောင်းတောင်းကြည့်နေရတယ်ဆိုတမီးကကျွန်တော်အခွင့်ရေးသူကရသွားတာကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ရှုပ်ကနေကားတော့ယူပြီးတော့မှဟိုဘက်သွားလိုက်ဟိုဆိုတော့ तू လိုက်လို့မရတဲ့နေရာရှိရအခုကကျတော့တကောက်ကောက်လိုက်လို့ရ तू ကရမ်းပြောတယ်ကြီးလိုက်တာအရေးလို့ပဲတမီးကအမြဲတမ်းသွားတာအပေါ်ပါသွားဖို့တော့မှလိုက်လာတော့မဒီဒီခါတော့မလိုက်နိုင်အောင်လို့ထားခဲ့ရတကောက်ကောက်ဗျာဒီနေ့ကျွန်တော်တို့ဖះကိုချစ်လို့တကောက်ကောက်လိုက်တော့သူဖြစ်ဖို့ဖះရှင်ကောင်းကြီးပေးပါစေအလုတ်တော်ရမဟုတ်တော့ဘူးစီးပွားဖြစ်မဟုတ်တော့ဘူးကောင်းကြီးလို့ချစ်လို့မဟုတ်တော့ဘူးအတူတူရှိချင်လို့တကောက်ကောက်လိုက်တာတမီးက hallelujah ထိုကဲ့သို့ဖခင်နောက်ကိုတကောက်ကောက်လိုက်တော်သူကိုဖခင်ကငားမှုဆောင်တော်သူလို့ပြောတယ်အာမင်လောကအနေနဲ့ကြည့်မယ်ဆိုလို့ရှင်လဲ serve လုပ်တယ်ဆိုတဲ့အခါမှာဥမာကျွန်တော်တို့စားသောက်ဆိုင်နေမှာဆိုရင်အဲဒီ waiter waitress တို့ assign ချထားရှိရဒီ table ဒီ zone ကိုတို့ကဒီတယောက်ကဥဆောင်နေဆိုရင်အဲ့ဒီတော့မှတို့ကကြည်နေရတာဆိုတော့ကျွန်တော်တို့ table ကို assign ချတဲ့လူကကျွန်တော်တို့ကိုကြည်နေတာ ဥမာဆိုတော့ဒီစားတော့ဆိုင်မှာဆိုရင်အမေရိကန်မှာကျွန်တော်တခါတော့တော့ကယ်လီဖိုးနီးယားမှာတွားတဲ့ခါကျတော့ဟောလိဝုဒ်ကိုကျွန်တော်တွားလဲတယ်တွားလဲပြီးတော့အဲ့မှာစားတော့ဆိုင်မှာထိုင်ကြတယ်ကျွန်တော်ကျွန်တော်အကိုဝင်းကွဲနေထိုင်ကြတဲ့ခါကျတော့ကျွန်တော်စကားတွေကောင်းပြီးတော့ပြောတော့တစ်မပေးတော့သူကမကျေနပ်တော့ဘူးတကြီးကြီးလာမေးတာ how's going and how's the food ခဏခဏဖြေရတော့နည်းနည်းတော့စိတ်ညစ်လာဗာသူတာဝန်ယူလို့လာကျွန်တော်တို့ကို tip လိုချင်တာကိုပြီးသွားတဲ့ခါကျရင် तू อ่ะဆိုတော့အ tip ကိုကျွန်တော်ပြောရနည်းနည်းနည်း percentage နည်းနည်းနည်းတော့ तू က California မှာတော့ 20%ပေးရတယ်နော်တဲ့သူကအားတော့ကျွန်တော်ထပ်ပေးရတာ tip ကိုတော့ percentage သွားတယ်ဆိုတော့ဆိုတော့ tip လိုချင်တဲ့လူတော်မှကျွန်တော်တို့ကိုမျက်စိတောက်ထောက်ကြည့်ပြီးတော့မှရေလိုရင်ရေနော်ဘာလိုလဲပေါ့ကျွန်တော်တို့ကအကျိုးလိုလို့မဟုတ်ဘဲနဲ့ချစ်လို့ဖခင်ကိုတောက်လျှောက်လိုက်တော်သူများဖြစ်ဖို့ဖခင်ရှင်ကောင်းကြီးပေးပါစေ။ ်အာမင်ငါမှုဆောင်တော်သူဒီငါရှိရာရဲ့၌ရှိလိမ့်မယ်ကျွန်တော်တို့ကဖျားရှိရဲ့နေရာဖျားကိုတော်ရှိတဲ့နေရာကိုယ့်ရဲ့တင်းဥစရာရောက်တဲ့ level ကိုယ့်ရဲ့ဝိညာဉ်စရာသွားတဲ့နေရာကိုယ့်ရဲ့ Eli ရဲ့ဘိတ်တဲ့နဆလိုချင်တယ်ဒါပေမဲ့ကျွန်တော်တို့ကလိုက်ဖို့တော့တိတ်ဆန္ဒမရှိကြဘူးကျွန်တော်တို့ဆိုတော့ဒီနေရာမှာအပိုက်ကတပိုက်တည်းဖြစ်ပေမဲ့နှစ်ကြောင်းသုံးကြောင်းလေးပဲဖြစ်ပေမဲ့အရေးကြီးတယ်ယေရှုကငါမှုဆောင်တော်သူဖြစ်လျင်ငါနောက်တော့လိုက်မည် ယေရှုနောက်ကိုလိုက်တဲ့လူအများကြီးရှိတယ်တွန်းတိုက်ပြီးတော့မှနော်ဘာနမိတ်လက္ခဏာမှမရပဲဒီတိုင်းပဲပရိသတ်လိုသွားတဲ့လူလည်းအများကြီးတော့ရှိပါတယ်ဒါပေမဲ့ဒီညမှာတုံးတဲ့ငါနောက်ကိုလိုက်တယ်ဆိုတာကသူ့ရဲ့ instruction ကိုနားထောင်ပြီးလိုက်နာပြီးတတွေ့မသိမ့်လို့တဲ့သူကိုပြောတာဖြစ်တယ်ရောင်ဝါးဝါးနဲ့နောက်ကနေဝေလေလေလိုက်တာအုပ်စုတဲ့ကြီးလိုက်တာအဲ့ဒါကိုပြောတာမဟုတ်ဘူးတို့ငယ်ငယ်တုန်းကပွဲစည်းတွေတိုးလို့ရှင်เนาะတော့ဘေးကညက်ထားတော့လမ်းအောင်ရှောက်ဆံမလို့လည်းပါသွားတာเนาะလူအုပ်ထဲမှာအဲ့ဒါမျိုးကိုလိုက်တယ်လို့မခေါ်ဘူးပါသွားလို့လိုက်တာမျိုးမဖြစ်အောင် အာတငယ်ချင်းက HIC မှာပါနေလို့လိုက်လာတာလိုက်ရင်းလိုက်ရင်းနဲ့ပါတာပြောတယ်မဆိုးပါဘူးဒါပေမဲ့ကျွန်တော်တို့မိမိရဲ့စန္ဒနဲ့ဘုရားရဲ့အမှုတော်ဆောင်ဖို့တောက်လျှောက်လိုက်တော့သူဖြစ်ဘုရားရှင်ကောင်းကြီးပေးပါစေအသင်းတော်နေရပြောင်းတဲ့ခါတိုင်းမှာပါလာတဲ့သူတွေနဲ့မပါလိုက်ဘူးနှစ်မျိုးရှိတယ်အကြောင်းအကြောင်းအကြောင်းအချိန်နေမပြေတော့လို့နေရစင်မပြေလို့အချိန်မစင်ပြေလို့ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ကျွန်တော်ယုံကြည်ကြတာကတောက်လျှောက်ပါလာတဲ့သူကတနေ့ကျွန်တော်တို့ရောက်မဲ့နေရာတောက်လျှောက်အထူးထူးရောက်မဲ့သူများဖြစ်တယ်ဟာလေလုယအဲ့ဒီနေ့ဟာခုနတစ်ချက်လိုပဲရွှေခါနန်ကနီးနီးလေးမှာပါဟာလေလုယ မဝေးတော့ဘူး praise the lord ငါကြီးအမှုဆောင်တော်သူဒီငါရှိရာရ၌ရှိလိမ့်မယ်ငါကြီးအမှုကိုဆောင်ရတော်သူဖြစ်လျင်ထိုသူကိုခမဲတော်သည်ချီးမြှောက်တော်မူလိမ့်မည်ကျွန်တော်တို့ကအဲ့ဒီချီးမြှောက်တဲ့ဘိုင်းကိုတိတ်ကြိုက်တယ်အောင်မြင်ခြင်းကြွယ်ဝခြင်းเนาะချမ်းသာခြင်းเนาะကျွန်တော်တို့ break through တွေအရန်လိုချင်တယ်ဒါပေမဲ့အဲ့ဒီ reward ကိုလိုချင်လို့เนาะလောက်တာတော့မဟုတ်ပေမဲ့အဲ့ဒီ reward တွေလိုချင်တယ်ဆိုရင်เนาะဆောင်ရွက်တော်သူဖြစ်ဖို့လိုရည်ကြီးတယ် အမှုကိုဆောင်ရွက်တော်သူအမှုဆောင်ရွက်တော်သူရဲ့သူ့ရဲ့ definition ကငါးနောက်ကိုလိုက်ရမယ်ယေရှုကပြောလေငါးနောက်ကိုလိုက်တဲ့သူကတဲ့ငါလက်ဝါးကားတိုင်းထမ်းမှသူမပြောသူ့လက်ဝါးတိုင်းကျွန်တော်မထမ်းနိုင်ဘူးဒါပေမဲ့တနိုင်တပိုင်လေးတော့ကိုယ့်လက်ဝါးကားတိုင်းအသေးသေးကိုကိုထမ်းပါတယ်ကျွန်တော်အတွက်နော်ညမန်ယူနဲ့ဘာနဲ့ချက်စီးနဲ့ကံမာမလို့ဆိုပြီးအေးအေးပြက်ပြီးတော့မှတရားဟောတဲ့ချိန်မှာမျက်လုံးတွေနီးရဲပြီးတော့အေးအေးပြက်သွားလို့ပါဗျာဆိုတာမရှိဘူးကျွန်တော်အဲ့လောက်ဝါးသနာမှာပါလို့ကျွန်တော်တို့ကအဲ့လက်ဝါးကားတိုင်းကပေါ့ပေါ့လေးတတိတော်မရအောင်ဘယ်နေ့ဘာကံလဲဆိုတော့ကျွန်တော်တတိမရအောင် တချို့တို့ကြတော့ဒါအသိရေးကြီးပြန်ကောအယံဝါသနာထုံတယ်အပြစ်မတင်ပါဘူးဆိုတော့အဲ့ဒါကိုမနဲ့ worship မှာပါမှာမလို့စွန့်လို့ရတယ်တခါလေးမှာတော့ကျွန်တော်တို့ကျွန်တော်တို့ထိုင်းရတဲ့လောကကလည်းမတူဘူးအနာမရှိရပြောင်းလောကကလည်းမတူပါဘူးလို့ပြောရအောင်ကျွန်တော်တို့အရင် A safe ဖြစ်တယ် last minute လောက်တော့ကျွန်တော်အရင်ဝါသနာပါလို့တော့မဟုတ်ဒါပေမဲ့အဲ့လိုဖြစ်သွားတာဒါပေမဲ့တချို့တို့ကြတော့ last minute ကိုအရင်ကြောက်တာ အရင်ကြောက်ကျွန်တော်ကြတော့ဘာလာလာအကုန်ဆင်းပြေတယ်မဟုတ်ပေမဲ့ကြုံတဲ့အရာတိုင်းကိုဆက်တောင်မှကျွန်တော်တို့ဆက်ပြင်ရင်မမြင်မှုတဲ့ဆက်တွေပြင်ရတာဆိုတော့ရောက်မှာပဲကျွန်တော်တို့ manual ဖတ်တယ်နော် customer ကြိုကြိုတင်ပို့ထားတာရှိတယ်ကျွန်တော်တို့ဖတ်တယ်အဲပြီးတော့ကျွန်တော်တို့ spec တွေကြည့်တယ်ဘာမားနိုင်တယ်လဲဆိုတော့ကျွန်တော်တို့ elimination လုပ်တယ် problem ကို narrow down လုပ်တယ်ဆိုတော့ unseen problem တွေကိုကျွန်တော်တို့က solve လုပ်နေရတဲ့လူသားဖြစ်တဲ့ခါကျတော့ service guy ဆိုတော့ကျွန်တော်တို့ကတော်တော်လေးကို useful ဖြစ်နေတယ် ကျွန်တော်မျိုးသမီးကြာ तू က analysis ကလာ research ပဲကလာဆိုတော့ तू ကဒါဖြစ်ရင်ဒါဖြစ်ရမယ်ဒါဖြစ်ရင်ဒါဖြစ်ရမယ်ဆိုတော့ပုံသေးနီးနဲ့တို့ scientist တွေဆိုတော့သူတက်ကတခါလေးမှာ last minute ကခက်သွားတယ်ဆိုတော့ကျွန်တော်တွေ့ကြတော့ကြိုတင် plan ထားဖို့ကတော်တော်လေးခက်တယ်ကျွန်တော်မန်လေးကကျွန်တော်ဦးလေးကပြောဆိုတော့ကြိုတင်ပြင်ဆင်ထားရင်တော့တရားဟောတာတူတူဟောတတ်တယ်တဲ့မပြင်ဆင်ထားရင်တော့၃နာရီပဲအနည်းဆုံးနဲ့မပြင်ဆင်တဲ့အချိန်မှာ तू က၃နာရီဟောတာပြင်ဆင်တော့ तू က၄၅မိနစ်လောက်ကောင်းကောင်းဟောနိုင်တယ်ဆိုမပြင်ဆင်ပြောစရာတွေပြောထက်ပြောဆက်ပြောဆက်ပြောဆိုတော့မပြင်ဆင်၃နာရီ ြင်ဆင်တော့နိုင်ဝက်ပေါ့ဆိုတော့တခါဒီမှာကျွန်တော်တို့ရဲ့အားသာချက် အားနဲ့ချက်မတူဘူးဘုရားခင်ခိုင်းတဲ့အလုပ်ကိုလုပ်တဲ့ခါမှာကျွန်တော်တို့လှုပ်ချင်တဲ့လှုပ်ကိုလှုပ်တာအဲ့ဒါဘုရားနောက်ကိုဝါသနာရှင်စင့်ပဲရှိသေးတယ်နော်ကိုလှုပ်ချင်တဲ့ကိုနော်လှုပ်ချင်တဲ့အရာနဲ့ကိုက်ရင်တော့လှုပ်တယ်နည်းနည်းလေးတခုခုစူတော့မယ်တခုခုနော်ပြောတော့မယ်ဆိုလို့ရှိရင်ပြောမခံတော့ကျွန်တော်တို့ဆုံးမတော့မယ်ဆိုရင်ကျွန်တော်တို့ဝေးရှောင်သွားပြီမဟုတ်ပဲနဲ့လောကကားတိုင်းကိုထမ်းပြီးနေ့တိုင်းကိုရိုနာကိုလိုက်ဖို့ဖြစ်တယ်အာမင်ငါနောက်ကိုလိုက်တဲ့သူကားတဲ့ ငါမှုကိုဆောင်တော်သူဖြစ်တယ်တဲ့ငါမှုကိုဆောင်တော်သူကခမဲတော်ဘုရားကချီးမြှောက်လိုက်မယ်တဲ့အာမင်ဘုရားရဲ့ချီးမြှောက်ခြင်းတင့်ပေါ်မှာတက်ရောက်ပါစေတော့အာမင်ကောင်းမွန်စွာအုပ်တော်အသင်အုပ်တို့သည်အလူနှဆကိုခံထိုက်တော်သူဖြစ်သည်ဟွေ၎င်းတရားဟောခြင်းဆုံးမဩရာပေးခြင်းမှုကိုကြိုးစားအားထုတ်တော်သူတို့သည်အလူနှဆကိုအထုသဖြင့်ခံထိုက်တော်သူဖြစ်သည်ဟွေ၎င်းမှတ်ရမည်ဆက်ကြည့်မယ်ဆိုရင်မောရှေရဲ့ပြည့်ညက်ထဲမှာစဘာအနည်းနဲ့တော့နွားရဲ့နှုတ်ကိုမချုပ်တီးရဘူးတဲ့နှုတ်ကပတ်တော်အရာကျွန်တော်တို့သိရတာကတော့ အသင်းဟုတ်ဆရာများကကောင်းမွန်စွာအသင်းဟုတ်ချင်းကဘာပြောလဲဆိုတော့ဆုံးမဩဝါဒပေးခြင်းတရားဟောခြင်းအဲ့ဒီချိန်မှာအားထုတ်တော်သူများဖြစ်တယ်တဲ့ အဲ့ဒါကြောင့်အလူနဆခံတဲ့တော်သူဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအလူနဆကိုပဲမြင်တယ်ဒါပေမဲ့သူတို့ဘလောက်အားထုတ်တယ်လဲဘလောက်အစေခံတယ်လဲအဲ့ဒါကျွန်တော်တို့သုံးသပ်ဖို့ကျွန်တော်တို့ဆုံးဖြတ်ဖို့ပဲဖျားနဲ့အဲ့ဒီတင်းဦးစရာရဲ့ကြားမှာရှိတဲ့စက္ကမှုဖြစ်တယ်ဘုရားခင်ကနှုတ်ကပတော်မှာပြောတယ်ငါနှစ်သက်တော်သူကိုတင်းဦးနေရာမှာငါခန့်တယ်တဲ့ကျွန်တော်တို့ကအဖွဲစည်းတွေကအတင်းဥစရာကိုခတ်နေတယ်မဟုတ်ဘုရားကခတ်တာတကယ်တကယ်ဟာလေလုယာအတင်းဥစရာရှိမှအတင်းတော်ဖြစ်လာတာဘုရားက तू စိတ်ချရတဲ့တိုးထင်းကိုအရင်ရွေးကောက်ပြီးမှအတင်းတော်တည်ထောင်တာဖြစ်တယ်အာမင် ဒါကြောင့်ကျွန်တော်တို့သင်းအောင်ဆရာများကိုချီးမြှောက်ဖို့ရန်အတွက်သင်းအောင်ဆရာကိုယ်တိုင်ပြောရတာတော့လူအနေနဲ့အားနာစရာဖြစ်ပေမဲ့ဒါကသင်းရဲ့ကောင်းကြီး channel သင်းရဲ့ကောင်းကြီးခွက်ဖလားဖြစ်တယ်အာရုံရဲ့မုတ်ဆိတ်ကနေလဲဆွတ်ကနေတကူလုံးထိစီးစင်းတာဖြစ်တဲ့အနိုင်တင်ကအာမင်အစ်မကြော်ဘုရားခင်ကသူ့လုတ်ကိုသူ့လုတ်တော့ သူညမှာတိုင်လို့လို့တော့ဖြစ်တဲ့တွက်သင်းဥဆရာကိုချစ်ပါသင်းဥဆရာကသင်ရဲ့ကောင်းကြီးဖြစ်တယ်သင်းဥဆရာတဲ့ကနေကောင်းကြီးတွေကိုသင်ကရရှိမှာဖြစ်တယ်သူ့ကိုကျွန်တော်တို့ဘုရားနာမ၌ဂုဏ်ပြုခြင်းကဘုရားကိုဂုဏ်ပြုခြင်းဖြစ်တယ်အာမင်လက်ခုပ်တီးလက်ဘုရားခင်ကိုချီးမွမ်းရအောင်သင်းဥကြီးဖြစ်တဲ့ယေရှုကိုဂုဏ်ပြုရအောင်အာမင်ယောဟန်ခန်းကြီးစနစ်အငယ်တစ်ကနေရှစ်ပါပတ်တခါပွဲခံခြင်း6ရက်လိုသေးသောအခါအတက်ကတေလွန်၍တေခြင်းမှထမြောက်စေတော်မူသောလာဇရုနေရရဲ့ဘေသနိယွာသို့ယေရှုသည်ရောက်တော်မူ၏ ယေရှုအသေးခံတော့မဲ့အဖမ်းခံတော့မဲ့နော်ဂျေရုရှလင်မြို့ကိုဝင်တော့မဲ့အချိန်တိတ်မလို့တော့ဘူးအဲ့ဒီအချိန်လေးမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ဖြစ်ပါတယ်ထို့ကြောင့်ထိုသူတို့ဒီပွဲလောက်ကြတဲ့ဖြင့်မာတာဒီလှုပ်ကျွေးမှုကိုဆောင်၍လာစုဒီကိုရောနဲ့တူလျောင်းတော်သူတို့အဝင်ဖြစ်၏ထို့အခါမာရိသည်အဖိုးများစွာထိုက်သောနာဒုစီမွေးစစ်အကျက်30 30သားပေါ့နော်ကျွန်တော်တပိတ်သားဆိုရင်30သားအဲ့လိုယေရှုရဲ့ခြေတော်ရင်းကိုလိမ့်ပြီးတော့မိမိစပယ်နဲ့တုတ်တဲ့ဖြင့်ဆိုးထိုးစီးအမွေးတွေတအိမ်လုံးကို နှံ့ပြား၏ဆိုတော့နာထုစီမွေးဆိုတာကအခုခေတ်လိုမျိုးကျွန်တော်တို့ရေမွေးဘူးနဲ့ပလင်းနဲ့နော်ဖောက်ပြီးတော့ပြန်လှည့်ပြီးပြန်ပိတ်တာမျိုးဟိုဘယ်နဲ့ तू ကခွဲလိုက်ပြီးဆိုတာနဲ့ तू ကအနက်နေကမွေးကြိုင်းပြီးတော့မှပြန်မရတော့ဘူးအဲ့ဒီကြောက်ဘူးကတခါပဲခွဲတာဆိုတော့ဈေးကဘလောက်ကြီးလဲဆိုတော့သူတို့ပြောတာတနစ်လုံးရဲ့လူတယောက်ယောက်ျားကြီးတယောက်ရဲ့တနစ်လုံးလှုပ်စာနဲ့ညီမျှတယ်ဥမာစင်ကူမှာနော်အလုတ်ကောင်းကောင်းစူးစမ်းပြီးလှုပ်တဲ့အလုတ်အလုတ်ယောက်ျားအလုတ်သားတယောက်ကတစ်လောက်ကိုဒေါ်လာ1000ရတယ်ဆိုရင်11000တန်တဲ့ရေမွေး ော်ကျွန်တော်ရင်မွေး120တန်လောက်တော့တော်တော်လေးဈေးကြီးနေပြီလို့ကျွန်တော်ထင်တယ်ဒါပေမဲ့သူဟာ12000တန်ရင်မွေးကိုရိုက်ခွဲပြစ်လိုက်တာရိုက်ခွဲပြီးတော့မလုပ်လဲယေရှုကိုလိမ့်ပြီးတော့သူ့ရဲ့စပယ်နဲ့တုတ်တယ်အဲ့အချိန်မှာတပည့်တော်တို့ဝင်ဖြစ်တဲ့ကိုတော့ကိုအတ်မဲ့ရှီမုန်ရဲ့သားယူဒရှာကာယုကဟဲဒီစီမွေးကိုဒေနာကြီးအပြား300ဘိုးနဲ့ရောင်းမယ်ဆိုရင်ပြန်စင်းရဲသားတွေကိုပေးမယ်ဆိုရင်ပုံမကောင်းလားလို့သူပြောတယ်အမှန်တကယ်တော့စင်းရဲသားတို့အကျိုးကိုထောက်လို့မဟုတ်ဘူး ်သူကတခိုးဖြစ်တဲ့အတွက်တပည့်တော်များသုံးဖို့ငွေအိတ်ကိုစောင်းပြီးအမြဲတမ်းသူကနိုင်နိုင်ပြီးတော့သုံးနေတော့အဲ့လိုဆိုတာလို့ကျမ်းစာကမှတ်တမ်းတင်ထားတယ်ဒီခါလေးမှာလူတွေရဲ့သုံးသက်ချက်ကြောင့်ကျွန်တော်တို့ရဲ့ဖခင်ကိုအကောင်းဆုံးရိုက်ခွဲခြင်းကိုအနောက်ချက်မဖြစ်ပါစေနဲ့အကယ်၍သာမာရီကကျန်တဲ့လူတွေနဲ့ discuss လုပ်ပြီးတော့မှရိုက်ခွဲသင့်မခဲသင့်เนาะသူကဒီငါမှာတော့ဒီစီမွေးရှိတယ်အရန်စေးကြီးရယ်ယေရှုကိုပူဇော်ခြင်းနဲ့ခွဲသင့်လာရင်လို့တငယ်ချင်းတွေကိုလိုက်မေးတယ်ဆိုရင်တော့တားမဲ့သူပုံများလိုက်မယ်ထင်တယ်။ဒါကြောင့်ဒီနေရာမှာသူက ရိုက်ခွဲလိုက်ပြီးယေရှုကိုပူဇော်လိုက်တဲ့ချိန်မှာအပြစ်တင်တဲ့လူတွေအများကြီးရှိတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်လူတွေရဲ့အပြစ်တင်ခြင်းကယေရှုနောက်ကိုတင်းရဲလိုက်ခြင်းကိုအနောက်ရှက်မဖြစ်ပါစေနဲ့။လူတွေရဲ့နော်စင်ကျင်တုံတရားနဲ့ခွဲချမ်းစိတ်ပြပြီးမင်းတို့ဟိုဟိုသေးတာကွာမင်းတို့ကမင်းတို့ဟုတ်ပါဟုတ်ပါမလားဆိုပြီးလူတွေမေးတဲ့မေးခွန်းလူတွေပြောတဲ့ comments တွေနဲ့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်အလဲလဲမလုပ်ပါနဲ့။ဘုရားကဘာပြောပြီးသားလဲဆိုတော့ငါအမှုဆောင်တော်သူကငါနောက်ကိုလိုက်တော်သူဖြစ်တယ်တဲ့။ငါနောက်ကိုလိုက်တော်သူကငါရှိတော်နေရာမှာရှိမယ်တဲ့။ ပြီးတော့ငါမှုကိုဆောင်တော်သူငါခမဲတော်ကချီးမြှောက်မယ်။ဒါကြောင့်ချီးမြှောက်ခြင်းလူတွေရဲ့ချီးမြှောက်ခြင်းမရခြင်းနေပါစေ။ဖခင်ချီးမြှောက်တော်သူဖြစ်ဖို့ရှင်ပေါလုကတိမောသေကိုပြောတယ်လူတွေရဲ့ approval မယူနဲ့တဲ့ဖခင်ရဲ့ approval ကိုရရှာပါ။ hallelujah ။ဒီလိုပြောလို့လူတွေနဲ့ glance တိုက်ပြီးလူတွေနဲ့မတက်အောင်နေဖို့ပြောတာမဟုတ်ဘူး။စံစာမှာလည်းလူတွေနဲ့အသင့်သင့်နေကြပါလို့ပြောတဲ့စံစာလည်းရှိတယ်။ဒါကြောင့်ကျွန်တော်တို့အလွဲမယူဖို့တော့ရည်ကြီးတယ်။အရင်ဆုံးအရေးကြီးရမှာကလူလူစိတ်ကိုနှွညွန့်စေတော့သူကကျင်ရတော့သူဖြစ်တယ်လို့ပြောတယ်။ဟေရှားတဲ့မှာလဲငါမငါသဘောမတူပဲမင်းတို့က မိသားအဖွဲ့နဲ့တရငါမင်းတို့ကိုအမင်္ဂလာရှိစေတယ်ပြောတယ်။ဒါကြောင့်အရန်တဲ့လွန်ပြီးလူလူချင်းအရန်တဲ့ပြီးဖရားနေရာမရတာမဖြစ်ဖို့တော့ရေးကြည့်တယ်။ဖရားကိုရှေ့ရှုပြီးဖရားရဲ့စကားကိုနားထောင်တဲ့နေရာမှာလူတယောက်ရဲ့ comment လူတယောက်ရဲ့သုံးသက်ခြင်းကြောင့်တင်းရဲ့နာခံမှုတင်းရဲ့ပေးဆက်မှုကိုအနောက်ချက်မဖြစ်ပါစေနဲ့။ပေးမှရှိလို့ပြောနာဒုစီမွေးရိုက်ခွဲရအောင်လို့ပြောအောင်အာမင်။တပည့်တော်တို့ဝင်အဲ့ဒီယူဒရှာကာယောကအဲ့လိုပြောတဲ့အခါမှာအာယေရှုကပြောလဲဆိုတော့ထိုမိမကိုရှိစေတော့ ငါ့ရဲ့အလောင်းကိုတကြိုချင်းကပြင်ဆင်တော့နေ့ရက်တိုင်အောင်သူဒီဤစီမွေးကိုတို့ထားပြီဆင်းရဲတော့သူတို့ကသင်တို့၌အစဉ်ရှိကြ၏ငါမူကားအစဉ်ရှိသည်မဟုတ်ဟုမိန့်တော်မူ၏ကျွန်တော်တို့ဖျားခင်ကလေအစ်စ်တော်ယာတွေကိုအမြဲတမ်းကျွန်တော်တို့ဖွင့်ပြနေတော်သူဖြစ်တယ်တခါလေးမှာကျွန်တော်တို့ကအရင်တုန်းကဖြစ်ခဲ့ဘူးတဲ့ပုံစံအရင်တုန်းကရခဲ့ဘူးတဲ့ဘုရားရဲ့တိုးတည်ခြင်းကိုကျွန်တော်တို့ကအချိန်လေးနဲ့မှေးပြီးတော့သွားခြင်းတာနားလေလွယ်အောင်ဆိုရင် worship leader တွေပေါ့တချင်းရွေးတဲ့ခါမှာအရင်လတုန်းကအရန်ရောက်တယ်ညမောက်တော့ခရမ်းခံစားရတဲ့အတွက် တိတ်လဲဆူတောင်းမနေတော့အဲ့ဒါရွေးလိုက်တယ်ဆိုပါတော့ခေါင်းစဉ်ဖတ်လိုက်ပြီးတော့မှတခါလဲကျွန်တော်တို့အနိစ္စဆုံးရွေးလိုက်တယ်ဆိုပါတော့အဲ့ဒါမျိုးထက်ဘုရားခင်ခိုင်းတဲ့ခါမှာတကယ်ခောက်ရိုးကျိုးနေတဲ့တခြင်းဟောင်းလေးပဲဖြစ်ပါစေဦးတော့အဲ့ဒီချင်းကကျွန်တော်တို့နှလုံးသားအားလုံးအေးပျော်သွားစေနိုင်တယ်ဟာလေလုယာလုံနေကြမလို့လုံဖို့မဟုတ်ပဲအရင်လမ်းဟောင်းတိုင်းတော်ဖို့မဟုတ်ပဲနဲ့ဘုရားခင်ခိုင်းနေဆိုရင်လမ်းတစ်ထွင်ဖို့လည်းမကြောက်ကြပါနဲ့လူတွေအတွက် concept အနေနဲ့တော့ဒီယာယူကိုရောင်းလိုက်မယ်ဆိုစင်ရဲသားတွေပြင်ဘယ်လောက်ကောင်းမလဲပေါ့ ။ဘာဖြစ်လို့လဲဆိုတော့တစ်ချိန်လုံးကတထေးလေးကိုယေရှုကမင်းပိုင်ဆိုင်တဲ့အလုံးရောင်းပြီးတော့စင်ရဲသားတွေပေးပါလားလို့ပြောမှုတာကိုစင်ရဲသားတွေကိုပေးတာကိုလည်းဘုရားကငါ့ကိုချီးငားခြင်းဖြစ်တယ်ငါပြန်ဆက်မယ်လို့ပြောထားတဲ့အတွက်စင်ရဲသားတွေကိုကူညီပါ။ကူညီရအောင်ကျွန်တော်တို့အခုလောလောဆယ်လေရေပေးအတွက်ကျွန်တော်တို့ကူညီဖို့ဆူစီးနေတယ်။မကြခင်မှာကျွန်တော်တို့ရန်ကုန်မြို့မှာရှိတဲ့ပါဆာဆောင်ပြည့်ရဲ့ကြီးမှုချင်းအားဖြင့်ကျွန်တော်တို့ဒေသတည်တည်ကိုဝေမျှနေတာဖြစ်ဝေမျှတော့မှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့စင်ရဲသားတွေကခဲတဲ့သူတွေနော်စင်ရဲတာမဟုတ်ပေမဲ့ဒုက္ခကြုံတွေ့တဲ့သူတွေကိုကျွန်တော်တို့ဖေးမဖို့ကဘုရားရဲ့လိုတော်ဖြစ်တယ်။ ဒါပေမဲ့တကယ်တကယ်ကိုရောနာကိုလိုက်တဲ့ချိန်မှာတော့ကျွန်တော်တို့တစ်ချိန်သုံးမဟုတ်ရင်တစ်ချိန်ထက်မနည်းဖ ያ ကကျွန်တော်တို့ကိုရိုက်ခွဲစေတဲ့ချိန်ရှိတယ်။ကျွန်တော်ခဏခဏတော့မဟုတ်ပေမဲ့ကြီးမားတဲ့နော်ပြောင်းလဲမှုကြီးမားတဲ့အစိန်ခေါ်မှုတွေမတိုင်ခင်တိုင်းမှာဖ ያ ကအရင်ဆုံးချိုးဖဲ့ချင်းလာတတ်တဲ့တစ်ခါလေးမှာမုံကိုချိုးဖဲ့လိုက်မှသာလေမုံငါလုံးကလူ9000တွဲလောက်သွားတာဖြစ်တဲ့အတွက်ချိုးဖဲ့ချင်းတိုင်းကတော့မကောင်းတာတော့မဟုတ်ဘူးဗျ။မချိုးဖဲ့ပဲမပွားနိုင်တဲ့အတွက်တစ်ခါလေးမှာကျွန်တော်တို့ကိုချိုးဖဲ့တာဖြစ်တယ်။ မိမရှိလို့ပြောင်းချိုးဖဲ့ခြင်းကပွားများစေတယ်လို့ပြောရအောင်အာမင်အာမင်ဒီညမှာရိုက်ခွဲခြင်းကပဲတကဘာလုံးထိပြန့်နှံ့သွားတဲ့အေဝံဂေလိသတင်းစကားပြောသွားတာဖြစ်ပါတယ်အာမင်ဒါကြောင့်မာခုခန်းကြီးကိုအငယ်41မှာတင်တို့ဒီခရစ်တော်နဲ့ဆိုင်သည်ဟုငါမျက်နှာကိုထောက်၍အကျဉ်သူသည်တင်တို့ဟာယေထောက်ခွက်ကိုမျှပေ၏ထိုသူသည်အကျိုးကိုမရဘဲမနေရငါအမှန်ဆို၏ ဒါကြောင့်ပြုလေသည်။၌ယေရှုနာမ၌လှုပ်ဖို့ရန်အတွက်ယေရှုနောက်ကိုလိုက်သောအဖြစ်လှုပ်ဖို့ရန်အတွက်ဖြစ်တယ်။အာမင်။ယေရှုကယေဘုယျမှာလမ်းလျှောက်နေတယ်။တစေတရေလို့ထင်တော့မယ်။ဒါပေမဲ့ပေတုကတော့ကိုတော်မှန်ရင်ကျွန်တော်လာမယ်တဲ့။သူတို့ကြားမှာရှိတဲ့အခက်ခဲကမြုပ်နိုင်တဲ့ရေနစ်နိုင်တဲ့မုန်းပြီးတေနိုင်တဲ့ရေထဲမှာမျောပါနိုင်တဲ့လှိုင်းတဘိုးတွေနဲ့ရေကချားနေတာ။ဒါပေမဲ့ ကိုရောနာကိုလိုက်ဖို့ဆန္ဒရှိရဆိုဘုရားကလမ်းမရှိတော့နေမှာလမ်းကိုပြင်ဆင်ပေးပဲဘုရားပြပါတယ်။အာမင်။တောနိုင်လမ်းကို၎င်းဂန္ဓာရဲ့နိုင်စီးတော်ရဲ့၎င်းပြင်ဆင်ပေးမယ်ဆိုရဘုရားကကျွန်တော်ဘုရားဖြစ်ပါတယ်။ ယေရှုကတခွန်းတည်းပြောတယ်လာခဲ့တော့ကျွန်တော်ယုံကြည်တယ်အဲ့ဒီလာခဲ့တော့ဆိုတဲ့စကားကိုကြားလိုက်တဲ့ချိန်မှာလိုင်းတဘို့တွေထတော့ကယေရှုအချင်းမှုတွေနဲ့ထလာပြီးတော့မှလိုင်းနဲ့ယေကိုအမိန်ပေးလိုက်တယ်မှာငြိမ်သွားတယ်လို့ပဲလာခဲ့တော့ဆိုတဲ့စကားကိုအားလုံးကြားပေမဲ့ယေကတော့ချက်ချင်းပဲငါ့ကိုဖန်ဆင်းတဲ့ရှင်ကပေတုကိုသူ့စီလာခိုင်းနေပြီဆိုတော့ငါတို့ပေတုကိုထမ်းထားအောင်ဆိုတော့မှယေမျက်နှာပြင်က မာကြောသောဣတရလူမျိုးတွေကိုနော်ကြောက်မြင်ရေကိုကြောက်မျက်နှာပြင်ကဲ့သို့ကင်ဆန်းလို့ရအောင်ပင်လယ်နီနှချမ်းခွဲစီတော့ဘုရားကအဲ့ဒီချိန်မှာပင်လယ်ကိုတော့ဂျော်ဒန်မြို့ကတော့နှချမ်းမခွဲတော့ဘူးနော်ဂါလိလဲရေအိုင်အောင်တော့နှချမ်းမခွဲပဲနဲ့ပေတုသွားမဲ့ခြေဖွားတွေနေရာတိုင်းမှာတော့ရေခဲလူမျိုးမာကြောသောမျက်နှာပြင်ကစောင့်ကြုံနေပဲကျွန်တော်ယုံကြည်တယ်ဟာလေလုယား တင့်ချေဖွားတစားလောက်ကိုတော့ဘုရားခင်ကလိုအပ်ရင်တော့ကြောက်မြင့်နှပြင်လိုမာကြောစီနေတာဖြစ်တယ်။လမ်းဖွင့်ပေးနိုင်တော့ဘုရားဖြစ်ပါတယ်။ဒီနေ့ပတယောက်ကလမ်းလိုအပ်နေတယ်လေ။ကိုတော်ကတိရှိမှသွားရင်မြင့်တော်ရဲ့တကူညီစင်မယ်လို့ပြောတယ်ဘုရားဖြစ်ပါတယ်။ဟာလေလုယာ။ငါသည်လမ်းကြီးဖြစ်တယ်၊တမန်တော်ဖြစ်တယ်၊အသက်လည်းဖြစ်တယ်လို့ပြောတယ်ဘုရားဖြစ်ပါတယ်။ပေတုက He walk on the water. Jesus says come. Hallelujah. Every step we only need one step at a time. နော်အဲ့ဒီရေမြင့်နှပြင်တကူလုံးခဲစရာမလိုဘူး။အဲ့ဒီရေမြင့်နှပြင်ဆုံးလမ်းဖြစ်သွားစရာမလိုဘူး။ ခြေလမ်းမဲ့နေရာတိုင်းမှာအာမင်ပေတုကတော့ model ကလေးလို့ catwalk တော့ရှာမှာမဟုတ်ပေတု won't be like that you know ဖခင်ကခေါ်ပြီဆိုရင်တော့ဖခင်ကတွားခိုင်းပြီဆိုရင်တော့လမ်းပြင်ဆင်ပေးတာဖြစ်တယ် hallelujah ကျွန်တော်ဒီ Australia mission dress suit တောင်းတဲ့ခါမှာဒီကနေကျွန်တော်ရှာတယ်တဲဖို့အိမ်နေဖို့အိမ်စီးဖို့ကားတယ်ကျွန်တော်မျိုးသမီးပြောဒီကားငါကြိုက်တယ်ဒီကားတွားယူမယ်လို့ဟာလူကတနေရာစီမှာဖြစ်တယ်ကားကျွန်တော်အဲ့ကားကိုကျွန်တော်တုံးချင်တယ်အဲ့ကားကိုလိုချင်တယ်ပေါ့ကျွန်တော်အဲ့ကားကိုရချင်တယ်တကယ်ပဲ ဲ့ဒီကကျွန်တော်တို့ကိုစောင့်နေတယ်နှစ်လသုံးလကျော်စောင့်နေတာဟာလေလုယာကျွန်တော်တို့နေဖို့ကျွန်တော်တို့အိမ်ကျွန်တော်ကြည့်လိုက်တဲ့ခါမှာဒီရန်ကတော့ငါတို့အတွက်သွားဖို့လာဖို့အတွက်အဆင်ပြေမယ်ထင်တယ်သူတို့ကလိုလိုချင်းချင်းတလခွဲကျွန်တော်ကိုစောင့်တယ်အိမ်ကားကမอยู่ပဲတလခွဲကျွန်တော်တို့မရောက်မချင်းစောင့်နေတယ်ကြားတဲ့သူတိုင်းကဖြစ်နိုင်ပါမလားမဖြစ်နိုင်တော့ရောက်ဖြစ်စီတော့ဖရားရဲ့သာသမီဖြစ်တာဟာလေလုယာဟာလေလုယာ praise the lord amen ဆရာမညုံမီရဲ့အဖေကဆရာဝန်ဖြစ်တယ်သူ့ရဲ့တငယ်ချင်းတယောက်ကအဲ့မှာရှိတယ်သူ့ရဲ့ဆရာပေါ့သူ့ရဲ့စီနီယာဆိုတော့လူတယောက်ကကျွန်တော်ဖုန်းခေါ်လာပြီးတော့မှဆရာဆရာဒိုမီနစ်ကဖုန်းနံပါတ်ပေးလို့ပါဟုတ်ကဲ့တော့စကားပြောကျွန်တော်တွေ့ရခါကျတော့သူကပြောတယ်ကျွန်တော်ကကျွန်တော်တယောက်ပဲဆရာဝန်မဖြစ်တာတဲ့ကျွန်တော်အမလည်းဆရာဝန်ကျွန်တော်ညီမလည်းဆရာဝန်ကျွန်တော်အဖေလည်းဆရာဝန်ကျွန်တော်အမေလည်းဆရာဝန်ဆရာအဲ့ဒါဆိုရင်ဒေါက်တာဘသူရဲ့သားလားဟုတ်တယ်ဘလို့တည်ရအာကျွန်တော်မျိုးသမီးရဲ့အဖေကဆရာဝန်သူမာလိုက်တယ်ဆိုကွက်တိဗျာ ။ဥမာမန္တလေးကကျွန်တော် uncle ကျွန်တော်ရဲ့အဖေကနေကျွန်တော်ကြောက်ခမပြောလိုက်တဲ့သူနဲ့သူ့ရဲ့သားနဲ့ကျွန်တော်ဆက်ဆက်မြတ်တော့တွေ့တယ်။ဇာရတမျိုးမှာရှိတော်မဟုတ်ဆုံးမောင်ငါမှာဒါရမဟုတ်ဘူးလား။ hallelujah ။အဲ့ဒီအဲ့လူကကျွန်တော်တို့စပြီးတော့ကျွန်တော်တို့စခင်သွားတယ်။ကျွန်တော်ကျွန်တော်တို့ဘုရားခင်ကလူတွေကိုပြင်ဆင်ပေးထားတာဖြစ်တယ်။ praise the lord ။ဒါကြောင့်ဒီနေ့ HIC မစိုးရင်ပဲကျွန်တော်ဆက်သွားရအောင်။ဘုရားခင်ကတကားမြောက်များစွာဖွင့်ထားပြီးသားဖြစ်တယ်။ amen ။လမ်းမရှိတော့ရမှာလမ်းကိုပြင်ဆင်တော့ဘုရားဖြစ်တယ်။ နောက်ဆုံးညီကုန်းချုပ်ဖို့တခုပဲကျွန်တော်လုပ်ရမှာကတော့ဘယ်မှာနေရမလဲဆိုတော့ခရစ်တော်ထဲမှာနေဖို့တော့လိုတယ်။ဘာဖြစ်လို့လဲလူမြည်ဒီကကာရစကင်ကခရစ်တော်ထဲမှာရှိရင်အတစ်ပြူပြီးတော့တော်ရဖြစ်တယ်။အတစ်တော်ရတွေမြင်ချင်းပြီးကျွန်တော်တို့ကလူဟောင်းထဲမှာနေလို့တော့မရဘူး။အတစ်တော်ရလို့ချင်းတော့အတစ်ဖြစ်စေတော့ခရစ်တော်ထဲမှာနေမှရမှာဟာလေလုယာ။ကျွန်တော်တို့ကခရစ်တော်ထဲမှာရှိတယ်ဆိုရင်အသစ်ပြုတ်ပြီးတော့တော်ဖြစ်တယ်။ဟောင်းတော့ရအားလုံးကမဖြစ်လဲပျောက်ကွယ်သွားမယ်တဲ့။အသစ်တော့ရရဖြစ်လာမယ်။ဟာလေလုယာ။ အသစ်တော်ရာတွေဖြစ်လာမယ်အာမင်ဒါကြောင့်မလို့ခရစ်တော်ထဲမှာရှိခြင်းဟာအသစ်တော်ရာကိုယုံကြည်ခြင်းဖြစ်တယ်လေထဲမှာထိုင်နေသော12ယောက်ဒါပေမဲ့တယောက်ကပဲခရစ်တော်ထဲ၌ရေပေါ်မှာလမ်းလျှောက်သွားတာဖြစ်တယ်တမိုင်းကိုပြန်ပြင်လို့မရတော့ဘူးဒီနှုတ်ကပတ်တော်ကြားနေတာကျွန်တော်တို့ဒီမှာရှိတော့ယာနဲ့ခြီတော်သူတွေကကြားတာဖြစ်တယ်ဒါပေမဲ့ငါ့မှုဆောင်တော်သူပါတဲ့ငါနောက်ကိုလိုက်တော်သူဖြစ်တယ်သူနောက်ကိုလိုက်တယ်ဆိုတာဘာလဲကျွန်တော်တို့သူ့အတန်ကိုကြားပြီးသူခိုင်းတဲ့အောင်လိုက်လှုပ်တော်သူကသူ့နောက်ကိုလိုက်တော်သူဖြစ်တယ် ကျွန်တော်ယောဟန်တို့ယာကုပ်တို့ကိုမတီးမဲ့ပြန်ပြူတာမဟုတ်ဘူးเนาะအဲဒီအန်ဒရူးတို့ကိုကျွန်တော်လူယာမဝင်မတွင်းတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပုံမွေလင်းလင်းပြောရရင်အဲ့ဒီနေ့တုန်းကကြားတဲ့စကားကိုတယောက်ကပဲလိုက်နာခဲ့တယ်အဲ့လူကတော့ကျူပင်လို့လူတွေသူ့ကိုအထင်မကြီးတဲ့ရှီမုံကရိုင်နေတဲ့ခြေလမ်းဖြစ်ရင်ဖြစ်မယ်မခိုင်ငဲတဲ့ခြေလမ်းနဲ့ဖြစ်ဖြစ်မယ်ဒါပေမဲ့ကိုတော်သားမှန်ရင်ကျွန်တော်ကိုလာခွင့်ပြုပါဟာလေလုယာ ဒီနေ့ကျွန်တော်တို့ရဲ့ဘန်းတိုင်းလေးကြီးမားစွာရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြန်စုတောင်းရအောင်ကိုတော်ခေါ်တာဆိုရင်တော့ကျွန်တော်ကိုရှောက်ခွင့်ပေးပါကိုတော်ဖွင့်တဲ့လမ်းဆိုရင်တော့ကျွန်တော်ကိုလမ်းပြင်ဆင်ပေးတော်မူပါကိုတော်ဖွင့်တဲ့တကားဆိုရင်တော့ကျွန်တော်ကိုကိုတော်ပြင်ဆင်ပေးတော်မူပါ hallelujah လမ်းမရှိတော့ရမှာလမ်းဖြစ်စေတော်ဘုရားဖြစ်တယ်အာမင်အသက်တော်ရာတွေယုံကြည်စွာကျွန်တော်တို့မြင်တွေ့နိုင်ဖို့အတွက်တော့ခရစ်တော်ထဲမှာရှိဖို့ရည်ကြီးတယ်ဒါကြောင့်မလို့ therefore if anyone is in Christ the new creation has come the old has gone the new is here hallelujah ယောက်စီတိုင်းပေါ်မှာသခင်ဘုရားထဲမှာတည်ခြင်းအပြင်သခင်ဘုရားထဲမှာရနိုင်သောအတ္တတော်ရာတို့နေ့စဉ်ရတော်သူများဖြစ်ဖို့ဖြာရှင်ကောင်းချီးပေးပါစေဘုရားခင်ကတကားပွင့်လင်းသောပိတ်သိမ်းတဲ့တယောက်စီတိုင်းကိုလမ်းပြတော်မူပါစေ hallelujah သူ့နောက်ကိုလိုက်နိုင်သောသူများဖြစ်ဖို့ဖြာရှင်ကောင်းချီးပေးပါစေသူ့ဘုကိုဆောင်တော်သူကိုဖြာရှင်ကောင်းချီးပေးပါစေငါအမှုကိုဆောင်တော်သူကိုငါခမဲတော်ကချီးမြှောက်မယ်အာမင် ဘုန်းကြီးရှင်အားလုံးကိုတော့ပြန်လဲပေးရပါရေရှုနာမ၌ဖျားရှင်ပျောက်စီတာကောင်းကြီးပေးပါစေအာမင်